အသက်၁၈နှစ်အရွယ်မှာသူ့ကိုစွန့်ပစ်ကနိုင်ငံเจ้าကိုထွက်ပြေးသွားတဲ့ဖခင်အစိုးရအောင်ရင်အကြောင်းကိုပြောလာတဲ့မိုးအောင်ရင်ပြည်သူများလုံးမင်္ဂလာပါရှင်အေဂရစ်ဒိုင်ယာရီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။သူ့ကိုအသက်၁၈နှစ်အရွယ်မှာစွန့်ပစ်ပြီးတော့နိုင်ငံเจ้าကိုထွက်ပြေးသွားတဲ့ဖခင်အစိုးရအောင်ရင်အကြောင်းကိုဝမ်းနည်းစွာနဲ့ရင်ဖွင့်ပြောပြလာတာကတော့ရုပ်ဆောင်မင်းသားမိုးအောင်ရင် ဖြစ်ပါတယ်။ဒါကြောင့်လေမိုးအောင်ရင်ကအောင်မြင်တဲ့မင်းသားဖြစ်လာပေမဲ့သူ့အပေါ်မှာမိသားစုရဲ့အခြေစူးကမူးလို့တောင်ရှူစရာမရှိဘူးလို့ဆိုခဲ့ရပါဘူး။ ဖခင်နဲ့မိသားစုပေါ်မှာဒီလိုမျိုးပြောတာကြောင့်ဒါကြောင့်မိုးအောင်ရင်ပေါ်မှာလည်းဝေဖန်မှုတွေရှိနေကြတာဖြစ်ပါတယ်။ဒီမတန်ခင်မှာလဲမိုးအောင်ရင်ကသူ့ထက်အသက်ငယ်တဲ့မိန်းကလေးတယောက်နဲ့ချစ်ကြိုက်နေကြပြီးတော့လူမှုကွန်ရက်ဆာမျက်နှာတွေပေါ်မှာမထော်မနှမ်းနဲ့တွေ့နေရကြောင်းအဖေဖြစ်သူအောင်ရင်ရဲ့မျက်နှာကိုထောက်ထားပါအောင်ဆိုပြီးတော့ပြောရတဲ့အဆင့်ကိုရောက်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်းမိုးအောင်ရင်ကတော့အဖေဖြစ်သူအောင်ရင်နဲ့အမေဖြစ်သူတို့ကပါဆက်ရှင်နှစ်ရွယ်သာရှိသေးတဲ့သူကိုတယောက်တည်းပြစ်ထားခဲ့ကြပြီးတော့ဗာမျက်နှာကိုမထောက်ထားနိုင်စရာမလိုဘူးလို့ပြန်လည်ခြေပခဲ့ရဖြစ်ပါတယ်။ ရုပ်ဆောင်မင်းသားကျော်မိုးအရင်ကတော့မြမရုပ်ရှင်အမှုပညာလောကမှာတချိန်ကဟိုလီတကြော်ကျော်နာမည်ကြီးအောင်မြင်ခဲ့တဲ့မင်းသားတစ်လက်ဖြစ်ပါတယ်။ဗီဒီယိုဇာတ်ကားတွေတော်တော်များများမှာလည်းအလွမ်းအဆွေးအချစ်အမုံစတဲ့ဇာတ်လမ်းတွေကိုပြပြင်အောင်တရုပ်ဆောင်နိုင်တဲ့မင်းသားတအူဖြစ်ခဲ့ရပါ။ရုပ်ရှင်ချုံးမတာကြောင့်လည်းမင်းကလေးတွေကြားမှာနှင်းစီကန်ကြီးလည်းဖြစ်ခဲ့ပါသေးတယ်။ ဒါပေမဲ့လည်းမိုးအောင်ရင်တယောက်ကတော့အောင်မြင်နေတဲ့ချိန်မှာလမ်းမနောက်ကိုလိုက်ပြီးတော့မကောင်းတဲ့အရာတွေကိုလက်တွေ့ဆန်းသက်ခဲ့ရကြောင်းနှစ်ရှည်ကြာမြင့်စွာနဲ့ထောင်ချခဲ့ပူပါရယ်။ဂျယ်လယ်လွန်မြောက်လာတဲ့ချိန်မှာတော့ရီးစားပြဿနာတွေတက်လို့ထောင်တွေ၊ရုံးတွေ၊စခန်းတွေတောင်ထပ်ရောက်ပြီးတော့သွားခဲ့ရပါသေးရဲ့။အခုချိန်မှာတော့မိုးအောင်ရင်ကသူ့ထက်အသက်အများကြီးငယ်တဲ့မိန်းကလေးတစ်ယောက်နဲ့ချစ်ကြိုက်နေရဖြစ်ပါရယ်။ကလေးနဲ့ချစ်ကြိုက်နေကြလို့လည်းမိုးအောင်ရင်တယောက်မှုန်ပေးကြိုက်တာဖြစ်မယ်လို့ဝေဖန်ထားကြတာပါ။ သူတို့အတွေ့ကတော့ line ပေါ်မှာမထော်မနဲ့ညတိညပတ်အလုပ်ဆုံးဇုံတွဲလို့တောင်ပြောလို့ရပါတယ်။ဘာကြောင့်လဲဆိုတော့အခု internet ပေါ်မှာရော TikTok ပေါ်မှာပါအများပြည်သူရဲ့ရှေ့မှာအမြင်မတော်တာတွေကိုတောင်လှုပ်ပြပြောဆိုပြနေကြချောင်းမြင်နေရတဲ့သူတွေကတောင်သူတို့အစားရှက်သွားကြရတဲ့အထီးပါပဲ။အရင်တုန်းကလည်းမိဘပြည်သူတွေရှေ့မှာမတင်တော်တာတွေကိုအင်တာနက်ပေါ်တင်တာတွေကြောင့်လူတွေကမိုးအောင်ရင်ကိုတော်တော်လေးကိုကြည်မရဖြစ်နေကြတာပါ သူကိုယ်တိုင်ကလည်းလူအမြင်ကဲအောင်တမင်များအရွဲတိုက်နေသလားလို့တောင်ထင်ရပါတယ်။နောက်ပြီးတော့မိုးအောင်ရင်ကိုရုပ်ရှင်လောကသားတွေကလည်းဘသူကမှခေါ်မရိုက်တော့အောင်သူကိုယ်တိုင်ကလည်းဟိုယောင်ယောင်ဒီယောင်ယောင်ဖြစ်နေကြရပါ။ဒီကြေးလေးအတီးပြလိုက်ပကြီးလေးဆွဲပြလိုက်နဲ့တကယ်ကိုအလုံးလက်မဲ့ဖြစ်နေကြရပါဘရိတ်တန်တချို့ကတော့မိုးအရင်ကိုဒီလိုမျိုးအရွယ်နဲ့မလိုက်ရှောက်လို့နေရတွေကိုရက်တန်းကရက်ပြီးတော့အဖေဖြစ်သူအောင်ရင်ရဲ့မျက်နှာလေးပါလိမ့်များထောက်ထားဖို့အတွက်အကြံပေးကြပါတယ် ။ဖခင်ဖြစ်သူအစိုးရအောင်ရင်ဆိုတာကနည်းနည်းရမဟုတ်ပဲမြမကန္နဝင်မြောက်အစိုးရကြီးတဦးဖြစ်ခဲ့ရပါ။မိုးအောင်ရင်ကတော့ဒီလိုမျိုးနာမည်ကြီးအစိုးရတဦးရဲ့သားဖြစ်တာကြောင့်ပို့ပြီးတော့အပြစ်တင်ဝေဖန်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းမိုးအောင်ရင်ကသူ၁၈နှစ်အရွယ်ကလေးကတယောက်တည်းထားခဲ့ပြီးတော့တယောက်ပြီးတယောက်နိုင်ငံเจ้าကိုထွက်သွားခဲ့ရလို့ဆိုခဲ့ပါတယ်။ အဲ့ဒီချိန်တုန်းကတနက်ကိုကြက်ဦးတစ်လုံးနဲ့နတ်မန်အောင်စားဖို့အတွက်တောင်းမလွယ်ကူခဲ့ဘူးလို့ဝမ်းနည်းစွာနဲ့ရင်ဖွင့်ပြောပြလာပါတယ်။ဒီလိုချိန်လေးကြီးဖြစ်သွားတာကသားဆိုပြီးတော့အမွေမပြောနဲ့ရှိသမျှပစ္စည်းတွေတောင်ရောင်းချပြီးတော့ထွက်သွားတာကြောင့်လို့လည်းသိရပါတယ်။ဒါကြောင့်သူဒီလိုလုပ်နေရတာကိုလည်းဘသူမျက်နှာကမှထောက်ထားနေစရာလည်းမလိုသလိုကိုဘွားကိုစူးစမ်းရုံးကန်နေရတဲ့ချိန်မှာတောင်ဘေးမှာတယောက်တလေတောင်ရှိခဲ့တာမဟုတ်တဲ့အတွက်ဘာကျေးဇူးမှလည်းမရှိခဲ့ဘူးလို့ပြောပြခဲ့ပါတယ်။ တချို့ကလည်းမိုးအောင်ရင်ကိုကလေးရွယ်ကလေးကပြစ်သွားရလောက်အောင်ဘာဖြစ်လို့များမိသားစုအရှုပ်အရှင်းတွေရှိနေရလဲလို့မေးခွန်းထုတ်ကြပါတယ်။ဗီဒီယိုကိုကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တွေနေနဲ့ဖခင်ဖြစ်သူကတောင်စွန့်ပြစ်သွားလို့ဒီလိုမျိုးဘဝတစ်လျှောက်လုံးအထီးကျန်နေတဲ့မိုးအောင်ရင်ကိုဘယ်လိုမျိုးထင်လဲဆိုတာပြောသွားခဲ့ပါအောင်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကျမတို့ရဲ့ page ကို like and follow လုပ်ပေးခဲ့ကြပါအောင်နော်။အဆုံးနဲ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။